အားလုံးဝင်မြင်လာပါဒီနေ့မှာတော့ကျွန်တော်ငွေဘလို့စုမလဲဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဝင်နေပြီတော့တော့ရှေ့ပိုင်းမှာပြောခဲ့တာလေးရှိတယ်ပေါ့ငွေစုတာဘာကြောင့်အရေးကြီးလဲနောက်တစ်ခါဘလို့စုမလဲပေါ့အဓိကအဖြစ်တော့ကျွန်တော်တို့ရဲ့ furniture ခိုးတွက်ကြိုတင်စုဆောင်းဖို့ဂျင်းနီမြုံနှံဖို့ဒါအရေးကြီးတယ်ပေါ့နော်နောက်တစ်ခါဘလို့စုမလဲဆိုလို့ရှိရင်ကိုယ်ဝင်ငွေရဲ့အနည်းဆုံး10ရာခိုင်နှုန်း20ရာခိုင်နှုန်းလောက်စုပါဆိုပြီးတော့ကျွန်တော်ပြောခဲ့တာရှိတယ်ပေါ့ငွေစုဖို့အတွက်ဘာတွေအရေးကြီးလဲဘလို့တွေစုမလဲပေါ့နော်ဒီမှာတစ်ချက်အဓိကဝင်ပြပေးခြင်း ပထမတစ်ချက်ကပါလဲဆိုရင်ကိုယ်တိုင်စုဆောင်းပါဘို့လူအများစုမေးလိုက်ကြဒါမြန်မာတွေမှာပို့ပြီးတော့တည်တာတယ်မြန်မာလူမှုအတိုင်းဝိုင်းမှာဆိုလို့ရှိရင်ဝင်ငွေတစ်ခုရလာပြီဆိုလို့ရှိရင်ဘယ်သူအပ်လဲဆိုလို့ရှိရင်မိဘအပ်တယ်လို့မှတ်ထားပါဘယ်သူအပ်တယ်လို့စသဖြင့်ကျွန်တော်ပြောကြလာရှိတယ်ဘို့အဓိကတော့ကိုယ်တိုင်စုဆောင်းမှုကိုယ်တိုင်စီမံခန့်ခွဲမှုမလုပ်ပြကြတာများတယ်ဘို့နော်ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်စုဆောင်းတာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ကိုယ်တိုင်လုပ်ဖို့အင်ပန်ရည်ကြီးပါတယ်မြန်မာရင်ကျင်းမှုရမိဘနဲ့သားသမီးဆက်နွယ်မှုကတော်လေးခိုင်မာကြရတယ်ဘို့နော်ချစ်စရာကောင်းတဲ့ဒလိလည်းဖြစ်ပါတယ်ဥပမာမိဘတွေဆိုလို့ရှိရင်လဲသားသမီးတွေအရွယ်ရောက်လာတဲ့အထိအလုံးမလုပ်လဲပဲ ယ်မိဘတင်ကြီးထားလို့သူတည်းပြဿနာမရှိဘူးနော်သားသမီးတွေလည်းဒီလိုပဲကျွန်တော်တို့အလုပ်တစ်ခုရလာပြီးဝင်ငွေရလာပြီးဆိုလို့ချင်းမိဘကိုပဲအဓိကအားကြရတယ်မိဘကပဲစီမံပေးကြတာများတယ်ပေါ့နော်ဒါလေးကကျွန်တော်ခုနပြောလို့ပဲချစ်စရာကောင်းတဲ့ delay လေးဖြစ်တာမှန်ပါတယ်ဒါပေမဲ့ငွေကြေးစီမံခံကုန်မှုနဲ့ပတ်သက်လို့ရှိရင်ကိုယ်တိုင်လုတ်တက်ဖို့ကိုယ်တိုင်စီမံတတ်ဖို့အရေးကြီးပါတယ်ဟိုတချို့ဆိုလို့ချင်းရှိတယ်မိဘအပ်တယ်ဒါပေမဲ့မိဘကစီမံခံကုန်မှုကောင်းကောင်းမလုပ်နိုင်ဘူးဆိုလို့ရှိရင် ိုရတဲ့ဝင်ငွေကလွယ်လွယ်ပဲကျွန်တော်တို့ပျောက်ကွယ်သွားတာဖြစ်ပါတယ်။ကိုယ်တိုင်စုဆောင်မှုလုပ်တဲ့အတွက်ကိုယ်တိုင်စီမံခန့်ခွဲမှုလုပ်တတ်တော့ဘာကောင်းလဲဆိုရင်ဒါကိုယ်တိုင်လုပ်တတ်သွားမှာတချို့ဆိုလို့ရှိရင်အသက်တာတော်တော်ကြီးလာတယ်အလုပ်တွေလည်းလုပ်တာကြပြီ။ဒါပေမဲ့ तू ကမိဘပဲသူ့ရဲ့ငွေကြေးကိုစီမံခန့်ခွဲပြီးသူကိုယ်တိုင်ကမလုပ်တတ်ဘူးပေါ့နော်။ပတ်စံတွေရလာတယ်ဆိုလို့ရှိရင်ဘန်ထားမှာတော့ကျွန်တော်မထားရဲကြောက်တာလို့ရှိတယ်။တခြား investment လုပ်ဖို့ကဝေးလို့ပေါ့နော်။ငွေကြေးစီမံခန့်ခွဲမှုကိုကောင်းမလုပ်တတ်ကြတဲ့လူငယ်တွေလည်းအများကြီးရှိတယ်ပေါ့။ဆိုတော့ဟိုဝင်ငွေတစ်ခုရလာပြီဆိုလို့ရှိရင်ကောင်းတာတော့ကိုယ့်ရဲ့အနာဂတ်တော့ကိုယ်တိုင်စီမံခန့်ခွဲလုပ်တာကောင်းဆုံးပါပဲ။ကျွန်တော်မိဘကိုလည်းတစ်ဖက်ကထောက်ပံ့တာလေး supporting လောက်တာလည်းကျွန်တော်လော့အောင်ပါဒါပေမဲ့ဒီမှာကိုယ့်ရဲ့အနာဂတ်အတွက်ကိုယ်တိုင်းစူးစောင်းရင်းနှီးမြှုပ်နှံမှုလည်းလုပ်ဖို့ကြီးကိုယ်တိုင်းစီမံခန့်ခွဲရင်းနဲ့ပဲတစ်ဖြည်းဖြည်းနဲ့ဒီပုံမှာကျွန်တော်တို့အလေးချက်ကောင်းတွေရလာမ ပို့ပြီးတော့ကျွမ်းကျင်လာမယ်နောက်တစ်ခုကငွေကြေးစီမံခံမှုလုပ်တယ်ဆိုတာလည်း financial literacy လို့ဟာမျိုးငွေကြေးအသိပညာလည်းအခြေခံလို့တယ်အဲ့တော့ကိုကငွေကြေးအသိပညာအခြေခံနဲ့ကောင်းကောင်းလေ့လာမယ်ကိုယ်တိုင်လည်းစီမံခံမှုလုပ်မယ်ဆိုလို့ချင်းအများကြီးကြိုးဖြတ်နိုင်ပါတယ်နောက်တစ်ခုကကိုယ်တိုင်စုဆောင်မှုလုပ်ထားတယ်ဆိုလို့ချင်းကိုယ်ပိုင်လုပ်ငန်းစတင်လို့ပဲဖြစ်ဖြစ်ရှင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ချင်လို့ပဲဖြစ်ဖြစ်ကိုကဒါကြောင့်ကိုအဆင်နဲ့ဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ချင်းအလေးချင်လောက်ပါဘူးကျွန်တော်ငွေစုတာလည်းအလေးချင်အများကြီးလို့ပါတယ်ကျွန်တော်တို့ရဲ့အပြုတ်မှု90%လောက်ကကျွန်တော်တို့ရဲ့အလေးချင်နဲ့ဆိုင်နေဆိုပြီးတော့ပြောတာလည်းရှိပါတယ်ငွေစုတာလည်း ဒီလိုပဲပေါ့နော် religion ကောင်းလို့ပို့လို့ရတယ်အဓိကတော့စပြဖို့လို့ရတယ်ပေါ့နော်လုပ်ငန်းရှင်တယောက်ပြောတာလေးကျွန်တော်သွားသတိရတယ် မင်းနေနဲ့ပတ်ဆက်များများပိုင်ဆိုင်ခြင်းနဲ့ဆိုလို့ရှိရင်မိကန်စစ်တာတလုံးဝဲပါဆိုပြီးသူပြောတာလေးကြားဥပါတယ်ကျွန်တော်တို့ကရုပ်တရက်ဆိုလို့ရှိရင်တော့ဘာအထိပ်ပဲလဲပေါ့နော်ကျွန်တော်တို့ရည်စရာပြောတာလားပေါ့စဉ်းစားစရာရှိပါတကယ်တမ်းတော့ဒါကကျွန်တော်ထင်တယ် psychology ရာအများကြီးအရေးပါတယ်ပေါ့နော်အဓိကတော့ကိုယ်ပတ်ဆက်ထဲ့စရာကိုယ်ငွေစုဆောင်းစရာနေရာလေးတခုရှိပြီဆိုရင်စုပြစ်နိုင်တဲ့လားလားပိုများတယ်ပေါ့နော်မိကန်စစ်တာပဲဖြစ်ဖြစ်ရိုးရိုးပေါ်စုဘူးပဲဖြစ်ဖြစ်နောက်ဆုံးကျွန်တော်ဒီနောက်ဝိုင်းမှာဆိုဘန်းကောင်ပဲဖြစ် ရှိဖို့လိုတယ်အဓိကတော့ပတ်စံထည့်စရာနေရာပတ်စံစုစရာနေရာတခုရှိဖို့လိုတယ်ပေါ့နော်ဆိုရင်ဆိုရင်ထင်းထင်းနဲ့မှဒီမှာအလေးချက်ကောင်းလာမယ်ဆိုလို့ရှင်ကိုယ့်ရဲ့ငွေကြေးကြော်မှုကပို့ပြီးတော့များသရက်များလာမယ်ပေါ့လေတခါတည်းရှိတယ်ပြပတ်စံစုတဲ့သူတွေဆိုလို့ရှင်သိပါတယ်ကိုယ့်ရဲ့စုဘူးထဲမှာကိုယ့်ရဲ့ဘန်းကောင်ထဲမှာပတ်စံတိုးလာတဲ့ဟာလေးကို PT ဖြစ်ရတာကတကယ်ကကိုရှောက်ပြီးတော့တုံးရတာတဲ့ပို့ပြီးတော့ပျော်ဖို့ကောင်းလာမျိုးဒီလိုခံစားချက်မျိုးကျွန်တော်ရအောင်ထင်ပါတယ်အဲ့ဒါကျွန်တော်တို့ကဒီလိုခံစားချက်မျိုးရလေများများစုဆောင်ပြစ်လေပေါ့ ော်အဲ့တော့စပြစ်ဖို့ရည်ရည်တယ်စပြီးလို့ရှိရင်ပုံမှန်လေးတက်လောက်သွားပါတော့ကိုရလာတဲ့ကိုစုဆောင်ထားတဲ့အရာလေးပုံမှန်ကျွန်တော်တို့ကစိတ်ပျော်လာမယ်ဒီပုံမှန်ပို့ပြီးတော့အိုင်ယွန်ဆိုက်လာမယ်ဆိုရင်ကျွန်တော်တို့ရည်မှန်းထားတဲ့ငွေကြေးကြော်ဝါမှုအများဆုံးပြည့်မြောက်နိုင်ပါတယ်အဲ့တော့ပြန်ချုပ်ရလို့ရှိရင်ကိုရဲ့ဝင်ငွေရလာပြီဆိုလို့ရှိရင်30ရရှိရတယ်၃ပါစုဆောင်ရင်းနှီးမြှုပ်နှံမှုကလည်းဖြစ်မနေလို့ကိုလိုပါတယ်ကြီးကြီးတာဝါရင်ဖတ်ဖတ်ပြောသလိုပဲသုံးပြီးလို့ကြံတဲ့ဟာကိုမစုပါနဲ့စုပြီးလို့ကြံတဲ့ဟာကိုပဲသုံးပါဆိုတဲ့စကားလေးကိုကျွန်တော်တို့ကသတိချက်တဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်